အားလုံးမင်္ဂလာပါအဲ့တော့တခုပြောချင်တာပေါ့နော်ဟိုလူကိုအပြစ်ပြောဒီလူကိုအပြစ်ပြောဟိုအဖွဲအပြစ်ပြောဒီအဖွဲအပြစ်ပြောစကားဆောက်ကိုဆဲလိုက်ဟိုလူကိုဆဲလိုက်ဒီအလုပ်တွေကတော့ခင်ဗျားတို့ဟိုဝင်ကြီးနာမည်ယူပြီးတော့မလုပ်နိုင်ပါနဲ့ကျွန်တော်တို့တရားကိုအခမဲ့တာဝန်ထမ်းဆောင်ပေးမယ်ဒါကျွန်တော်တို့တာဝန်ထားနော်ဒါကျွန်တော်တို့တာဝန်ထားပြောလိုက်ပြီဆိုရင်ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ဒီဒီဗီဒီယိုဖိုင်တင်ရတာနောက်ဆုံးကျွန်တော်ပြည်သူဘာပြောလာလို့တင်ရတာနော်ပြည်သူတွေမပူပေါင်းလို့ပြည်သူတွေအကုန်လုံးမစည်းလုံးလို့ဆိုတဲ့စကားကြီးထွက်လာလို့ကျွန်တော်တင်ရတာ ခင်ဗျားတို့ပြည်သူအလုံးပြာယာနှုံးပြေတရားရာဂိုင်နှုံးစီးလုံးမှာတော့ခင်ဗျားတို့အဖွဲ့ကိုကျွန်တော်တို့ကလိုရောလိုအပ်သေးလို့လားမဟုတ်ဘူးလားပြည်သူအလုံးမဲ့ဆက်ခါဆက်ထောက်ကန်တဲ့လူရောဒီဖက်လူရောယာနှုံးပြေကျွန်တော်တို့စီးလုံးနေမှာတော့ခင်ဗျားတို့အဖွဲ့ကလိုမှမလိုတော့ဘူးအဲ့တော့ကလေးစကားတွေမပြောနေနဲ့နောက်ဆုံးပြည်သူဖက်ကိုလက်ညှိုးမထိုးပါနဲ့ကျွန်တော်မှားကျင်တယ်။နော်အခုကျွန်တော်တို့ပြည်သူတွေပါမပါဆိုတာဒီတော်လန်ရေးထဲမှာခင်ဗျားတို့ရနေတဲ့ရေမုံငွေနော်ဘတ်ဂျက်အင်အားဘယ်လောက်ထိဘယ်လောက်ထိကျွန်တော်တို့ရခဲ့လဲဒီတော်လန်ရေးအစနဲ့ဒီနေ့ဒီချိန်ထိ ။နောက် PDF လူငယ်တွေဘလောက်အများကြီးကျွန်တော်တို့ရှိခဲ့လဲ။အခုရှိနေလဲ။ရှိနေတုံးမဲ့၊အဲ့နေတုံးမဲ့။ဒါပြည်သူပါဝင်လို့ဟိုဘက်က20 30ရာခိုင်နှုန်းလောက်ကိုသွားပြီးတော့ခင်ဗျားတို့လက်ညှိုးထိုးထိုးပြီးတော့ခလေးကလာဆန်စွာနဲ့ပြောနေတယ်။ပြည်သူကမစည်းလုံးလို့ပြည်သူကမပါလို့ကျွန်တော်တို့ကျွန်တော်တို့လည်းဒီဒီတော်လန်ရေးစကြတဲ့ကဒီနေ့ဒီချိန်ထိကျွန်တော်တစ္ဆာဆိုရဲတယ်နော်ခင်ဗျားတို့ကျွန်တော်တို့တော်လန်ရေးစကြတဲ့ကကျွန်တော်၃နှစ်ကျော်၄နှစ်တိတိကျွန်တော်တို့ဘာစကားတစ်ခေါက်မှမပြောဘူးအေးအေးဆေးဆေးငြိမ်သက်စွာလာတယ်အဲကျွန်တော်တို့ငြိမ်တာထက်ခင်ဗျားတို့ကပိုငြိမ်တယ် ကြောက်ချင်းမလားကိုပြောက်တာငြိမ့်တာဒါကြောင့်ကျွန်တော်တို့ကအတန်ထွက်လာတာဒါကြောင့်ကျွန်တော်တို့ကစကားပြောလာတာအဲ့တော့ပြောတဲ့အချိန်မှာလည်းခင်ဗျားတို့ကလုံနေတော့မဲ့စောင့်နေပါစောင့်နေပါဆိုတဲ့စကားလေးနှစ်ရှိပြီဗျခင်ဗျားတို့ကိုဒီတိုင်းငြိမ့်ပြီးတော့စောင့်လာတာပြည်သူတွေကအဲ့တော့အဲ့လိုစောင့်ခဲ့တဲ့ပြည်သူတွေစိတ်ရှိတဲ့ပြည်သူတွေအခုချိန်ထိလည်းကျွန်တော်တို့ကဒါလုံနေတော့မဲ့ဒီပြည်သူတွေကိုခင်ဗျားတို့ကအပြစ်ပြောကျင်လာလို့ကျွန်တော်ဗီဒီယိုဖိုင်တင်ရတာ ဘာမှမပြောဘူးကျွန်တော်တို့ဘာဆိုဘာမှမပြောခဲ့ဘူးဝေဖန်တဲ့လူတွေတောင်မှကျွန်တော်တို့ဟိုရှိခဲ့မှဆိုရင်အဲ့ဝေဖန်တဲ့လူတွေကိုအမြဲတမ်းဒဲဆွင်းနေတာဟဲ့မင်းတို့ဝေမဖန်နဲ့တာတော်လိုက်ရင်အစမှမင်းတို့ကောင်နေဒီစကားမပြောနဲ့မကြိုက်ဘူးဆိုပြီးတော့ကျွန်တော်တို့တကယ်ကိုပြောခဲ့တဲ့လူတွေအဲ့တော့အခု၄နှစ်ထဲဝင်လာပြီအဲ့တော့ကျွန်တော်တို့အဒီကြားထဲမှာဘာရတာလဲဆိုတော့ခမရတို့ရဲ့တော်ကီတွေရလာတယ်နော်အတူပီလာမယ်ဟိုအလာမယ်ဒီအလာမယ်တလိုင်းဝေးဝေးဝေးနဲ့ငြိမ်သက်သွားတယ်လုံးဝငြိမ်သက်သွားတယ်လေရင်ပြစ်တွေလာမယ်တလိုင်းအေးအေးငြိမ်သက်သွားတယ်နော် ်နိုင်ငံတကာကူညီလာမယ်ဟေးညင်သက်သွားတယ်တခခုလာမယ်ဟေးဟေးဟေးညင်သက်သွားတယ်အခု2025မှာလဲတပ်ပေါင်းစုကြီးလာမယ်ဆိုပြီးတော့အဲ့တော့အရှိအရှိမှာခင်ဗျားတို့ညင်သက်ခဲ့တဲ့ဟာတွေနဲ့ဒီနေရာမှာဒီဒီချိန်မှာခင်ဗျားတို့တကယ်လုံးရင်တော့မှနှစ်ဆစူးစမ်းဖို့လိုတယ်အရှိမမလုတ်ခဲ့တဲ့ဟာတွေနဲ့နှစ်ဆစူးစမ်းဖို့လိုတယ်ဒီကြားထဲမှာပြည်သူတို့လက်ညှိုးမထိုးနဲ့ဒါပါပဲ